ကဲဒီနေ့တော့ကျွန်တော် entry level ဖုန်းလေးတစ်လုံးကို unboxing လုပ်ပေးဖို့ရှိပါတယ် Redmi 15 global version ပါသူက global version ဆိုတော့အခုလောလောဆယ်ကျွန်တော်ကို review နေကူညီပေးတဲ့ champion မှန်မကွဲကနေပြီးပို့ပေးထားတာအဲလောလောဆယ်နောက်မှာထိုင်းစာရဲ့တွေ့ရဆိုတော့ global ဥမာထိုင်းအလုံးဖြစ်ဖို့များလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်ဒီနေ့ unboxing လုပ်ပေးပါမယ်သူ့ရဲ့ဇင်းတော့ခုနှစ်သိန်းဝန်းကျင်ပေါ့နော်အဲခုနှစ်သိန်းဝန်းကျင်ဆိုတာကတကယ်တမ်းပြောရမှာဆိုရင်တော့ Redmi ရဲ့ entry level ဖုန်းတစ်လုံးကခုနှစ်သိန်းဝန်းကျင်ဖြစ်နေရတော့ စိတ်တော့သိကောင်းစရာတော့မဟုတ်ဘူးပေါ့နော်အရင်လိုမျိုးတော့အရင်ပျော်ဖို့တော့မကောင်းနေတော့ဘူးဒါပေမဲ့သူ့ရဲ့အောက်မှာဆိုရင်လည်းကျွန်တော်တို့ C တို့ A တို့ပဲထပ်လာဖို့ရှိရမှာပေါ့နော်ဆိုတော့ဟုတ်ပါတယ်မှာ repacking ပြန်လုပ်ထားရလေတော့တွေ့အတိတ်တွေလည်းပတ်ထားရပေါ့နော်โอเคကျွန်တော်ဖောက်ကြည့်လိုက်အောင် ဒီနေ့ဗီဒီယိုအတွက်ကိုတော့ချန်ပီယံမှမကွဲနေပြီးကုညီပံ့ပိုးပေးထားပါမှမကွဲကောင်းကောင်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင်ဖုန်းရဲ့မှန်ကိုအလွယ်တကူမကွဲတော့အောင်ကာကွယ်ပေးနိုင်ရမယ့်အပြင်ဟောမှပို့လိုက်တိုင်းမှာလဲချောမွေ့နေစေဖို့ကအရေးကြီးပါတယ်မှမကွဲကတ်တော့မယ်ဆိုရင်ဒီအရေးချင်းနေတဲ့ပြည်စုံတဲ့ချန်ပီယံမှမကွဲကိုရွေးချယ်မိဖို့တော့လိုမယ်နော်ဘာတွေပါလာမလဲလို့ဘယ်လိုမျိုးအနေထားရှိမလဲကျွန်တော် Redmi ရဲ့ entry level global phone တစ်လုံးကအရင်လိုမျိုးကင်ရတာပြောဖို့ကောင်းပါအောင်မလားစသဖြင့်စသဖြင့်ပေါ့နော်ဆိုတော့อืม Quark in design for comfort and hand Redmi 15 quad cup နဲ့လာတာလား Full HD 6.9 inches ဆိုတဲ့ display size ကြီးကလည်းကြီးရော Okay so ကျွန်တော်ဒီမှာပထမဆုံးမြင်ရတာတွေကတော့မနေ့ကအတိုင်းပဲပေါ့နော်ဘာမှအများကြီးပုံစံမရှိဘူးကဘာအမဲနဲ့ manual စောက်တွေပဲပြီးတော့ထည့်ထားတဲ့ပုံစံနဲ့မနေ့ကအတိုင်းပဲအမဲလေးဆိုတော့ဒါလေးရောကျွန်တော်ပြီးမှကြည့်မယ်ပြီးတော့ဒီမှာ 33 watt အဲ33 watt adapter ပါလာမယ်ဒါပါပဲဆိုတခြားဘာမှအများကြီးတော့ကျွန်တော်တို့နှမလေး6တကယ်ပြောရင်တော့9သိန်းဝန်းကျင်3ပျော်ကင်ပျော်ဈေးပါပဲ3ပျော်ကင်ပျော်ဈေးမှာကျွန်တော် global version ဖြစ်တဲ့အတွက် noddy နောက်ကြမှာပါညာလဲစိတ်ပူစရာမလိုဘောနော်အဲအမဲလေးဖုန်းကနည်းနည်းလေးထူတယ်ဖုန်းကနည်းနည်းထူတယ်ဆိုတော့အဓိကအကြောင်းပြချက်က तू က 7000 mAh battery ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့7000 mAh ဖြစ်နေတဲ့အတွက် battery ကတော့အများကြီးပါတယ်ဒါပေမဲ့ဒီနေ့လေးထူရဆိုတာအရင်တော့လိုမျိုး5000ပမာဏထည့်ထားတဲ့ဖုန်းလောက်ပဲရှိမှာအဲ့လောက်ပဲအထူပဲရှိမှာပေါ့နော်ဆိုတော့ကင်မရာကတော့ဒီမှာနှလုံးပါလာမယ်ဒီကောင်းလေးကျွန်တော်တေချာအောင်မကြည့်ရသေးဘူးသူကဒီမှာ AR Plus ပါလာမယ်ကျွန်တော် speaker ပေါက်ပါလာမယ် MA အောင်ပြောင်းဘာမှအများကြီးပြောနေစရာမလိုဘူးအများကြီးပြောစရာလည်းမရှိဘူး MA အောင်ပြောင်းဆိုတော့ display bezel ရကနည်းနည်းလေးခက်တူတူနေပဲ โอเคဆိုတော့ဖောက်ကြည့်ရပါဘောเนาะ quack quack up in hand ဆိုတာသူဘာလို့သူ quack up ကကျွန်တော်တင်တာဒီ quack up ကအရှိဘက် display လေးဟုတ်များ quack up လုပ်ပေးလိုက်တာလားဘောเนาะမဟုတ်ဘူးပြာသူတေကနောက်ကျောဘက်ကိုပြလာတယ်ဒီမှာ camera လေးဘောเนาะဆိုတော့ဒီနောက်ကသူဒီနာလေးကိုသူ quack up လေးလုပ်ပေးထားတာဆိုတော့ဒီလိုမျိုးကင်တဲ့နေရာမှာ hand feeling ကောင်းအောင်လို့ quack up ကိုသူပြောပေးထားတာဘောเนาะโอเคဆိုတော့နားလည်မှုတွေလိုပဲထားလိုက်ပါတော့ ဆိုပြီးတော့ဒီမှာ powerful snapdragon 685 snapdragon 685ဆိုတော့2023လောက်ကထွက်တဲ့ chip ရန်ကြီးတော့ update တော့မဖြစ်သေးဘူးပေါ့နော်။အော်စပြီးတော့တက်လာကြတယ်ကျွန်တော် setup brown လုပ်ဆရာမလို့ဘူး။မလို့လုပ်ဆရာမလို့ဘူးဆိုတော့ urea စာရင်းနဲ့စပြီးတော့ကျွန်တော်တို့ရင်ဆိုင်ရမယ်။ global version လည်းဒီလိုပါပဲ။ China version အရင်က China version တွေတော့ပဲတိုင်ပတ်တာ။ဘလို့ရှားမှာတော့ english ကို။ a few minutes later entry level ဖုန်းတစ်လုံး၈သိန်းနဲ့ဖုန်း sorry ခုနသိန်းနဲ့ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့သူ့ရဲ့ display ကအရင်ရောဟိုဒီ display bezel ထူနေရအောင်ကျွန်တော်တတိပထမဆုံးတတိထားမိရဲ့အချက်ပေါ့နော်ဒါပေမဲ့တခြား brand တွေอ่ะဆိုရင်ကျွန်တော်တို့ HD+ တောက်ပဲရမှာသူက 4HD+ ဖြစ်သွားတယ်နောက်ပြီးတော့6.9 inches ခက်ကြီးကြီးကိုတုံးပေးထားတယ်အဲ့ဒါကမှ refresh rate ကကျွန်တော်တို့144 Hz အောင် support လုပ်ပေးထားတယ် okay nice မစိုးဘူးပေါ့နော် အဲ့ဒီကတော့ display ဘက်မှာတော့တော်တော်ကြီးအားသာသွားပြီပြီးတော့ performance ဘက်ကခုနကကျွန်တော်ပြောခဲ့ Qualcomm Snapdragon 685နဲ့လာမယ်ဒါကတော့ review ကြမှာပဲကျွန်တော်ဘယ်လောက်ထိလုံလောက်လဲဆိုတော့အသေးစိတ်ဆန်းပေးသွားမယ်အဲ့တော့ကျွန်တော် camera ဘက်နေ့တွားလိုက်အောင် camera ဘက်မှာထုံးစံတိုင်းပဲကျွန်တော်တို့ ultra wide တော့မဟုတ်ဘူးပေါ့နော်ဟို50 megapixel main sensor နဲ့ depth sensor ပါညာတော့ AI dual camera ဆိုတော့အဲ့ပေါ် depth sensor ကို macro sensor အဲ့လိုမျိုးပါလာမယ်ပေါ့နော်ဆိုတော့ကျွန်တော် camera လေးတစ်ချက်အရင်ဆန်းရဲကြည့်လိုက်မယ်ပြီးရင် audio ပါညာဆန်းပြီးရင်တော့ဒီဖုန်းကတော့အများကြီးပြောစရာမရှိဘူးပေါ့နော် အော် run 25ဆဲတဲ့သူ is got 25 gb ဒါမှမဟုတ်ရဟိုနေ os gb 30 gb ယူထားတယ်ဒီလောက်ကတော့မစိုးလို့ပြောရမှာပြ Android 15နဲ့ပဲဟိုကျွန်တော်ကင်မရာလေးတစ်ချက်ဆန်းရကြည့်မယ်อืม ခဲတန်းကြတော့လေကင်မရာတွေကအရင်ကြီးကွာနေဆိုတော့ခံစားချက်မျိုးတော့မပေးတော့တကယ်ဒီဗီဒီယိုကကျွန်တော်တရက်နောက်ကြပြီးမှတင်နေဆိုပေမဲ့ဒီခုနမနေ့ကတင်ခဲ့တဲ့ Redmi K90 series ကအဲအခုဒီဗီဒီယိုနဲ့ကဆက်လိုက်ရိုက်တာပေါ့နော်ဆိုရိုက်ပြီးတော့ဒီဒီပုံတွေကိုကျွန်တော်ပြန်ကြည့်ရတဲ့အချိန်မှာအရင်ကြီးဟာအရင်ကွာလိုက်တာဆိုခံစားချက်မျိုးမရအောင်ဟုတ်တော့ဟုတ်နေ အေးဘောလေဟိုကျွန်တော်ဒီဒေးစီပါညာဆိုရှယ်မီဒီယာလောက်ဆိုရင်တော့ဒုံလောက်နေပါပြီဖုန်းတွေကဒီဒေးစီပါညာပြူးကြည့်ဖျဲကြည့်လောက်မှာပဲကွာတော့မှာပေါ့လောဒ်ဆန်ဂျီရတော့ကတော့ entry level camera quality ပါပဲဒီမှာရှေ့မှာနည်းနည်းလေးအဲသူ software ပြန် optimization ချပေးလိုက်တာလေးမဆိုးဘူးခုနကကျွန်တော်ဒီမျက်နှာကြီးဝါနေမယ်ထင်တာပေါ့နော်အဲ့တော့ audio ကျွန်တော်သိကျင်တာ audio ဘာလို့လဲဆိုတော့ဒီဖုန်းကိုကျွန်တော် stereo speaker လား mono speaker လားကျွန်တော်မသိဘူးပေါ့နော် ဆိုတော့ကျွန်တော်အခုမှစာဆန်းကြည့်လိုက်မယ်မိုနိုစပီကာပေါ့နော်ကောင်မကောင်းဆိုတာဟိုလောင်းနေစလဲအားမရဘူးအတန်ထွက်ကလည်းကွဲနေ distort ဖြစ်နေသေးတယ်ဗောနော်ဆိုတော့အဲ့အကြီးကိုကျွန်တော်တိတ် ကောင်းတယ်လို့မပြောချင်ဘူးနော်ကွဲကွဲနဲ့အတန်းထွက်ကြဒီဖုန်းပဲဖြစ်လာတာဖုန်းဟိုဒီ Redmi 15အကောင်လုံးဖြစ်လာတယ်ကျွန်တော်လည်းမပြောတော့ဘူးဒါပေမဲ့ဒီကြားကြီးကတော့အတန်းတော့ကွဲဟုတ်တယ်အတန်းထွက်ကြီးကိုကွဲနေရပါတော့ Downness ကလည်းအကြိမ်မဟုတ်ဘူး Mono Speaker လည်းဖြစ်နေသေးတယ်ပေါ့နော် So Audio ဘက်မှာဒီဖုန်းကနည်းနည်းညံ့တဲ့အထက်မှာပါတယ် Battery ကတော့ဒီဖုန်းရဲ့အဓိကအားသာချက်ပေါ့နော် 7000mAh ထိဖြစ်သွားပြီဆိုတော့ဟွန်း တရက်ခွဲနှစ်ရက်လောက်ကတော့ AC သုံးလို့ရမယ်အနေထားမှာရှိမယ်ပေါ့နော်ဒါအောင်မှကျွန်တော်အပြန်သွင်းဖို့အတွက်က331နဲ့လာမယ်โอเคဆိုတော့ဒီ Redmi 15လေးကတော့ inbody ဘာပဲပြောကျွန်တော် Redmi မလို့ဒါအများကြီးမျှော်လင့်တာတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း Redmi ကိုမှ global version ဖြစ်နေတဲ့အတွက်လိုအပ်ချက်အနည်းငယ်လေးရောရှိနေဦးမှာပဲဆိုတော့ဒီဖုန်းလေးလည်းကျွန်တော် review လုပ်ပေးပါမယ်ဘာလို့လဲဆိုတော့အခုချိန်မှာကျွန်တော် entry level ဖုန်းတွေကိုကျွန်တော်ပို့ပြီး review လုပ်ချင်တယ်ပေါ့နော်ဖုန်းစီးတွေကအရင်များလာတဲ့အခါကျတော့ တော်တော်များများဆင်းပြီးတော့ဝယ်လာရကြတဲ့အနေအထားဖြစ်လာရဲဆိုတော့အဲကျွန်တော် entry level ဖုန်းတွေပို့ပြီးဥစားပေးပြီး review လုပ်ဖို့ရှိပါတယ်ဆိုတော့ဒီဖုန်းလေးကိုလည်းကျွန်တော် review လုပ်ပေးပါမယ်အာဘာလေးသိကျင်လဲဆိုတော့လည်းထုံးစံနိုင်မယ်ကွန်မန့်မှာမှန်ပြီးတော့လုပ်ရပါတယ်ဗီဒီယိုအဆုံးထိစိတ်ရှည်လေးရှင်းကြည့်ပေးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်